မတို့ရဲ့ channel လေးကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဆက်အောင်ရေးသားထားတဲ့ဘိုးရဲနဲ့လောကမာယာဆိုတဲ့ကမ္ဘီယာဇာတ်လမ်းတွေကအပိုင်းလေးဖြစ်တဲ့ကျုံတဲ့သွေးဆုပ်ကဝေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါ။ဇာတ်လမ်းလေးမစတင်မီကျမတို့ channel လေးကိုလာရန် subscribe လုပ်ထားပြီးတော့ အသစ်တွေတင်တိုင်းသိရှိရအောင်လို့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားကြပါဦးနော်။အခုတော့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ပါရှင်။ ျုပ်နဲ့တွေ့ဆုပ်ကဝေးကျုပ်က အမည်မသိတဲ့ရွာကနေအမည်မသိတဲ့လူကြီးအိမ်မှာထမင်းစားညအိပ်ပြီးတော့စန္ကားနဲ့အတူလူမသိသူမသိထွက်ခွာလာခဲ့တာ အခုဆိုရင်၃ရက်ခန့်ရှိပြီအခုရောက်ရှိနေတဲ့နေရာကတောအုပ်တစ်ခုထဲမှာဖြစ်ပြီးတော့ကျုပ်ကိုယ်တိုင်ပဲဘယ်နေရာတွေကိုရောက်နေလဲဆိုတာသိချာမသိတော့ဘူးနေရာဒေသကို စန္ကားကိုမေးကြည့်ဖို့ ဖြစ်နိုင်ပေမဲ့လည်းသိလဲဘာမှမဖြစ်တယ်လို့မသိလဲဘာမှမဖြစ်တာမို့စနကကိုဘယ်နေရာရောက်နေပြီလဲလို့လုံးဝမမေးခဲ့တော့ဘူးလန်ခီးမှာအစားအသောက်တွက်ဆိုရင်ထမင်းစားချိန်ဒါမှမဟုတ်ကြောက်ဖိုက်စားတဲ့အချိန်ဆိုရင်အသီးတစ်ခုခုကိုအမြဲတွေ့ရတတ်တာပဲလေအဲ့လိုတွေ့ရခြင်းကလည်းကြောက်ကိုယ်တိုင်တွေ့ရတာမဟုတ်ပဲစနကပြလို့တွေ့ရတာပဲဖြစ်တယ်ဒီလိုနဲ့ကြောက်တို့နှစ်ယောက်က တောအုပ်တစ်ခုထဲမှာလမ်းလျှောက်လာကြရင်တနေရာကိုအရောက်မှာအရန်ချောမောလှပ်ပါတဲ့မိန်းကလေး၃ယောက်ကိုကျုပ်တို့နဲ့ညနေချင်းဆိုင်ကနေပြီးတော့လမ်းလျှောက်လာနေတာကိုတွေ့လိုက်ရတယ်။ကျုံလေးအဲ့ဒီမိန်းကလေးတွေက လူမဟုတ်ရဲ့လားလို့အကဲခတ်ကြည့်လိုက်တော့မိန်းကလေးတွေက၃ဦးတည်းကတဦးကသာ ကျုပ်ကိုကြည့်ပြီးတော့ကျန်တဲ့ဦးကစနကရှိရာနေရာကျုပ်ဘေးကိုပဲမျက်လုံးကစားပြီးကြည့်နေတယ်။ဒါကြောင့်ဒီမိန်းကလေးတွေက လူမဟုတ်ဘူးလို့ကျုပ်ရဲ့စိတ်ထဲမှာတက်အပ်သိလိုက်တယ်ဗျာမိန်းကလေးတွေကကျုပ်တို့ရဲ့မျက်နှာချင်းဆိုင်ကနေပြီးရှောက်လာနေကြတာမို့လို့ဒီပုံစံအတိုင်းသာဆက်ရှောက်နေကြရင်မကြခင်ကျုပ်တို့နှစ်ဦးနဲ့ဝင်တိုက်မိတော့မှာစနကကအဲ့ဒီမိန်းကလေးတွေကိုရှေ့ရလိုတောင်သဘောမထားပဲရှောင်ပေးမဲ့ပုံလည်းမရှိဘူးသူ့ရှေ့တက်တဲ့ကိုပဲလမ်းဆက်ရှောင်နေတယ်စနကကမရှောင်ပေးရင်ကျုပ်လည်းမရှောင်ပေးနိုင်ဘူးလို့ပဲ ိတ်ထဲဆုံးဖြတ်လိုက်တော့တယ်။ဆန္ဒကနဲ့အပြိုင် အရှိတက်တဲ့ကိုသာဆက်လျှောက်နေတော့တာပေါ့။အဲ့ဒီလိုလျှောက်လာကြရင်မိန်းကလေး၃ယောက်ကကျောက်တို့နဲ့လက်ဒကန်အလိုကိုရောက်တော့ပြင်းထန်လှတဲ့တွန့်ကန်မှုတစ်ခုကိုကြုံတွေ့ရပြီးဝါးနှစ်ပြန်စာခန်းလောက်ကိုလွတ်ဆင်သွားကြတော့တာပဲ။ကျောက်လဲဘာတွေဖြစ်ပျက်သွားတယ်ဆိုတာကိုနားမလဲပဲ။တခဏတော့အံ့ဩနေမိသေးတယ်။ဆန္ဒကကအဲ့ဒီဖြစ်ပျက်တွေကို လုံးဝစိတ်ဝင်စားတဲ့ပုံစံနဲ့ခြေလန်းတွေကိုသာပုံမှန်ဆက်လှမ်းနေတယ်။ကျုပ်တို့နှုတ်သားလဲကိုလန်းအောင်တိုင်းဆက်လျှောက်လာကြတော့မိန်းကလေး၃ဦးလဲကြတဲ့နေရာကိုရောက်တော့မိန်းကလေး၃ယောက်ကလဲကြနေရာကနေဒူးထောက်ပြီးတော့သူတို့တွေကတဦးကနောင်ကြီးရှင်နောင်ကြီးကဘာသူပါလဲဘယ်ရက်ကကြွလာတာလဲရှင်အယန်းကိုချိုသားအေးစိတဲ့အတန်လေးနဲ့လှမ်းမေးလာတယ် မိန်းကလေးကစနကကိုကြည့်ပြီးမေးတာဖြစ်လို့ကြောက်ဖြစ်ရန်မလိုဘူးလို့သဘောထားပြီးကြောက်လဲအตาငိန်နေလိုက်တော့တာပေါ့ဗျာအဲ့ဒီမေးခွန်းကြားတဲ့အခါစနကကခြေလှမ်းနေရာကနေရက်ပြီးတော့မျက်မှောင်ကြုံပြီးအဲ့ဒီမိန်းကလေးတွေကိုကြည့်တယ်အဲ့တော့မှမိန်းကလေးတွေကကြပြကြရပုံစံနဲ့စိတ်မရှိပါနဲ့နောင်ကြီးရှင့်ညီမတို့တို့ကတိုင်နှန်းရှင်ကြီးမတော်ဘူးပါညီမတို့ပိုင်တဲ့နေရာကိုရောက်နေတယ်နောင်ကြီးတို့ကို အရှင်ပြည်သားသောအိတ်ခံလိုတာကြောင့်နှုတ်ဆက်တဲ့သဘောအနေနဲ့မေးရတာဖြစ်ပါရဲ့ရှင်။ကျုပ်စိတ်ထဲမှာမိန်ကလေးတွေကပထမမှာကျုပ်တို့နှစ်ယောက်ကိုပညာဆန်းတဲ့သဘောနဲ့လမ်းဖယ်မပေးဘဲထိတ်တိုက်တွေ့ဆုံပြီးတော့မှ အခုလဲမိမိကို အရင်မိတ်ဆက်ပဲကျုပ်တို့ကိုဘယ်သူလဲလို့မေးနေတာကဆဏကကို အလိုမကျဖြစ်စေတယ်။မျက်မှောင်ကြုံပြီးစဉ်းစားနေတဲ့ဆဏကက ဘာပြောမလဲဆိုတာကိုကြုံနားဆွင့်နေလိုက်တယ်။ကျွန်ုပ်ဒီဒေဝယခမျိုးနဝင်တူဖြစ်တယ်။ဟောရီကကျုပ်အကိုတော်ကိုစောင့်ရှောက်ဖို့လူပြည်ကို ရောက်လာခဲ့ရခြင်းဖြစ်တယ်ညီမတော်တို့။နောင်ကြီးလိုပုံကူမျိုးနဲ့ဆုံတွဲခွင့်ရတာညီမတို့အင်မတန်ကုံယူရပါတယ်ရှင်။နောင်ကြီးတို့နှစ်ဦးကိုညီမတို့နေထိုင်ရာတိုက်နှန်းကိုကြွပြီးအနားယူဖို့ဖိတ်ကြားပြရစီလားရှင်။ မိန်းကလေး၃ဦးကအခုလိုဖိတ်ကြလိုက်ပြီမဲ့စနကားကခီးဆက်ဖို့ပဲစိတ်ရှိနေတာမို့တိုင်နှန်းကိုလိုက်မလဲနိုင်တဲ့အကြောင်းပြောကြတယ်။အဲဒီတော့မှမိန်းကလေးတွေကလည်းကောင်းပါပြီဆိုပြီးကြောက်လန်းမှာစားဖို့ငပြောသီးသုံးလုံးကိုထုတ်ပေးတယ်။ကြောက်လဲကျေးဇူးတင်ကြောင်းပြန်လဲပြောဆိုပြီးစနကားနဲ့အတူတူခီးဆက်ထွက်ခဲ့လိုက်တော့တယ်။လမ်းမှာကြောက်ကဆန္ဒကကိုမေးကြည့်တယ်။ညီတော်ဆန္ဒက ဖျားတိုက်ဆောင်နဲ့ဥษาဆောင်တွေကနောင်ဖျားပွင့်တဲ့အခါလှူဘိုးဆိုပြီးစောင့်နေကြတယ်လို့ကြားဘူးတယ်။နောင်ဖျားပွင့်တဲ့အခါမှာဘယ်လိုပုံစံနဲ့လှူကြမှာလဲ။ဘယ်နေရာမှာလှူကြမှာလဲ။လှူတယ်ပဲထားအောင်။ဖျားကသူတို့လှူတဲ့ရွှေငွေတွေကိုအလှခံပါမလားညီတော်။အကိုကြီးညီတော်လည်းဖျားပွင့်တာနဲ့မကြုံဘူးတော့ဒီမိကုန်းကိုအတိအကျတော့မဖြေနိုင်ဘူး။ဒါပေမဲ့အကိုကြီးစဉ်းစားကြည့်ပါ။ ဖះအလောင်းတော်တိတ်တသမင်းသားဖွားမြင်တော့ဖွားဘတော်ရီထဲမှာရွှေဦးကြီးလေးလုံးပါတယ်မဟုတ်လားအဲ့ဒီရွှေဦးကြီးလေးလုံးကဥษาဆောင်တို့လှူဒန်းထားတာလို့ယူဆမယ်ဆိုရင်ဖြစ်နိုင်တယ်မဟုတ်လားအကိုကြီးရဲ့စနကရဲ့အဖြေစကားကြောင့်ကျွန်တော်လဲကျဉ်တတ်ပြီးစိတ်စိတ်သာနေလိုက်တော့တယ်ခုနကမိန်းကလေး၃ယောက်ပေးလိုက်တဲ့ငပြောသီးတွေကတလုံးစားပြီး၃ရက်လောက်အစာမစားဘဲနေနိုင်တယ်လို့စနကကပြောပြတယ် ကျောက်လဲဆန္ဒကပြောစကားကြောင့်ငပြောသီးတွေကိုချက်ချင်းပဲထုတ်ပြီးတော့စမ်းစားကျင်တဲ့စိတ်ဖြစ်လာတယ်။အဲဒါကြောင့်ငပြောသီးတစ်လုံးကိုယူပြီးတော့ထုတ်စားကြည့်လိုက်တယ်။ငပြောသီးအရသာမှာတာမန်ငပြောသီးထက်ပိုပြီးအရသာလေးပေနေတာကလွင် တခြားတော့ထူးထူးခြားခြားအရသာမတွေ့ရဘူးဗျ။ဒါနဲ့ကျုပ်တို့လဲခီးဆက်ခဲ့ကြတော့ကျုပ်လဲဆန္ဒကနေတူမမြင်ကြအောင်ပဲစောင့်နေလိုက်တော့တယ်။ ကျုပ်တို့နှုတ်ဦးတော်ရဲလျှောက်သွားနေပြီမဲ့လူကိုရံပြုတ်နိုင်တဲ့ကြားရီစင်တွေစတဲ့တော့ကောင်ကြီးတွေကိုတော့လုံးဝမတွေ့ရဘူးတနည်းအားရောက်မှာတော့တောင်ပေါ်ကနေပြီးတဝောဝကျနေတဲ့ရေတခွန်ကြီးတစ်ခုနဲ့တော်တော်နဲ့ဟန်တူတဲ့ချောင်းတစ်ခုကိုတွေ့ရတယ်ကျုံလဲအဲ့ဒီချောင်းဘေးနာကိုသွားပြီးခြေလက်စေးပြီးတော့ရေမစားဘူးဆိုပေမဲ့လည်းတွေ့တော့အဝတောက်လိုက်အောင်မယ်ဆိုတဲ့စိတ်နဲ့ လက်ခုပ်နဲ့ခတ်ပြီးတော့ရေတောက်နေတယ်။အဲ့ဒီမှာပဲရေတွေကနေတစုံတစ်ခုက ရေပြင်ပေါ်ကိုတက်လာတယ်လို့ကျုပ်စိတ်ထဲမှာထင်လိုက်တာနဲ့ကျုပ်လဲနောက်မှာမတက်ရက်နေတဲ့ဆန်ကနာကို ပြေကက်လိုက်မိတော့တာပဲ။အဲ့ဒီခါဆန်ကကကျုပ်အဖြစ်ကိုမြင်ပြီးတော့ไอ้ส่องตะกาวะอโกจีไม่ซ้อยมาเนี่ยตู่จ้วยเหรงกระเบียวตีรองอโกจีซ้าทาบีบีเว้สนกะเหยสกาจองจုတ်แล้ญะลงปิ้วตั้วยาร่อเด้เฮ้ ဒါဆိုစောစောကညီမသုံးဦးကတိုက်ဆောင်နဂါမရီပေါ့ဟုတ်လားဆန္ဒကမှန်ပါတယ်အကိုကြီးကျောက်အံ့ဩသွားရခြင်းကခုနကမြင်တွေ့ခဲ့ရတဲ့ညီမသုံးယောက်ကတိုက်ဆောင်နဂါလို့မထင်ပဲတခြားလူပုံစံနဲ့စောင့်ရတဲ့တိုက်နှန်းရှင်လေးလို့ပဲထင်တာကြောင့်အကိုကြီးသူတို့ရဲ့ပင်ကိုခန္ဓာကိုယ်ကိုကြည့်မလားဆန္ဒကအမေကြောင့်ကျောက်လဲမြန်မြန်ကောင်းညိတ်လိုက်မိတယ်ဒီတော့ စနကကလက်ဖြောက်တစ်ချက်တီးလိုက်တယ်။စနကရဲ့လက်ဖြောက်တီးတန်ဆုံးတာနဲ့အစိမ်းရောင်မွေးဦးကောင်းကြီးကချောင်းကန်းဆက်ပေါ်ကို တင်လာပြီးတရွတ်ရွတ်နဲ့ကျုပ်တို့နားကိုချင်းကပ်လာတာ။ကျုပ်ဆိုတာလေအသေးရလိုက်တာမှဘာပြောကောင်းမလဲ။အဲ့ဒီငကားကောင်ကြီးရဲ့လုံးဘက်ကထမ်းပင်ကြီးတပင်စာလောက်ရှိပြီးတော့မွေရဲ့ပုံစံမျိုးရှိရဲ့။ဒါပေမဲ့မွေနဲ့မတူခြင်းကတော့အဲ့ဒီငကားရဲ့ အစိမ်းရောင်အခြေခွန်တွေပါနေတာကငွေနဲ့ကွဲပြားနေတဲ့အချက်ပဲအဲ့ဒီငကားကကျုပ်တို့နာကိုရောက်လာပြီးတဖန်ချောင်းထဲကိုပြန်ကောင်းလှည့်ပြီးတော့ချောင်းအတွင်းကိုဆင်းသွားတယ်အဲ့ဒီခါကျမှကျုပ်တို့နှူးသားရေတခွန်ကြလာရတောင်ပေါ်ကိုခီးဆက်ခဲကြတော့တယ်နေလုံးကြီးကလည်းတဖြည်းဖြည်းနဲ့ကျုပ်တို့ဥကောင်းထက်ကိုကြော်ပြီးတော့စတင်ချင်းကပ်နေပြီပဲဖြစ်တယ် ကျုပ်တို့လည်းအဲ့ဒီအချိန်ကြာမှာလူသားလမ်းလေးကိုတွေ့တာမို့လူသားလမ်းအတိုင်းဆက်ပြီးတော့လာခဲ့လိုက်ကြတာတိတ်မကြခင်အချိန်တွင်းမှာပဲလမ်းမျောကြည့်လို့ရတဲ့နေရာလောက်ကနေအိမ်အတော်များများကိုမြင်နေရပြီး မကြမီအချိန်မှာကျုပ်တို့လည်းရွာထဲကိုဝင်ရောက်နိုင်ခဲ့ကြတယ်ကျုပ်တို့နှစ်ဦးရွာလေလမ်းမကြီးအတိုင်းဖက်လျှောက်လာခဲ့ပြီးတနေရာကိုရောက်တဲ့အခါမှာအဖကျုပ်ကိုလှုပ်ကျုပ်ထိန်မှမနေဘူး ကျုပ်ကိုဒီတိုင်းကျုပ်ထိုင်းရင်မနေ့ပြန်ကျုပ်ကျုပ်ရိုးကောက်ဖို့သာပြင်ထားကြကြားလာခင်ဗျားတို့ယောက်ျားလေးတယောက်ရဲ့ရည်ရင်တီးတီးအော်ဟစ်နေတဲ့အတန်ကိုကြားလိုက်ရတာမို့ကျုပ်တို့လည်းလမ်းသွားချင်းကိုရက်ပြီးအတန်လာရာရှိကိုလှမ်းမြော်ကြည့်လိုက်မိတယ်အဲ့ဒီလိုကြည့်နေတော့တာလူလေးအဖွားရုစီပြန်လာခဲ့မသွားနဲ့အဖွားကိုတူဦးရဲ့အော်ဟစ်ငိုယူတောင်းပန်တဲ့အတန်မေမဆုံးလိုက်ပဲအသားဖြူဖြူနဲ့ ရုပ်ရည်တနာကမာရှိတဲ့လူငယ်လေးတယောက်ကအိမ်ရှိကိုခုန်ထွက်လာပြီးကျုပ်တို့ရှိရာဘက်ကိုအားကုန်ပြေးလာတော့တာပဲကျုပ်မှာပထမအမင်သက်နေမိပြီးနောက်မှအချက်ချင်းတရေရသွားပြီးတော့စနကပြေးလာတဲ့လူကိုဖမ်းချုပ်ထားလိုက်အားကုန်သုံးကပြေးလာတဲ့လူငယ်ကျုပ်တို့နားအရောက်မှာတော့စနကကပြေးလာတဲ့လူငယ်ရှေ့ကိုဝင်ရက်လိုက်တာမို့ပြေးလာတဲ့လူငယ်လေးဘုံဆိုတဲ့အတန်နဲ့အတူစနကကိုဝင်တိုက်သွားမိတော့တယ် လူငယ်လေးလည်းပြေးလာတဲ့အချိန်နဲ့ဝင်တိုက်မိတာမို့နောက်ပြန်လဲကြမယ်အပြုမှာ စနကက လူငယ်ရဲ့သပင်ကိုစောင့်ဆွဲထားလိုက်တယ်ကို့အချိန်ကိုမထိန်နိုင်ပဲလဲကြတော့မယ်အလုံမှာသပင်ကိုစောင့်ဆွဲခံလိုက်ရတာကြောင့်လူငယ်လေးလွန်စွမ်းတာကျင်သွားပြီးရုန်းကန်နေတော့တယ်စနကကလည်းလူငယ်လေးရဲ့အိမ်ထဲကိုသွားဖို့ပြောနေတာမို့ကျုပ်လည်းအဲ့ဒီအိမ်ထဲကိုသွားဖို့အိမ်ထဲကိုလှမ်းကြည့်လိုက်တော့ အသက်80ကျော်ခန့်လောက်ရှိတဲ့အဖိုးကြီးအဖွာကြီးနှစ်ဦးတို့ကကျုပ်တို့ရှိရာကိုလှမ်းကြည့်နေပြီးတခြားသောအိမ်တွေကသူတွေကလည်းအံ့ဩပြီးဝိုင်းကြည့်နေကြတယ်။ဒါနဲ့ကြုံလဲလူငယ်လေးရဲ့အိမ်တွေကို စန္ဒကရှိကနေဥဆောင်ပြီးတော့ထွက်သွားလိုက်တယ်။စန္ဒကကရုံးကန်နေတဲ့လူငယ်လေးရဲ့ဇပင်ကိုခက်နာနာဆုပ်ကိုင်ပြီးတော့ကျုံနောက်ကနေလိုက်လာခဲ့တော့တာပဲ။ကျုံလဲအိမ်ရှိရောက်တဲ့အခါ အဖိုးကြီးနဲ့အဖွားကြီးတို့ကလက်တလောဖြစ်ပြက်သွားတဲ့အဖြစ်အပျက်ကြောင့်ကျုပ်ကိုအထင်ကြီးလေးစားနေကြတဲ့ပုံနဲ့ဆရာအိမ်ဘော်ကိုကြွပါကျမတို့မြေးလေးကို မလွတ်လိုက်ပါနဲ့ဦးရှင်ဆရာလွတ်လိုက်ရင်ကျမတို့မြေးလေးတည်ရပါလိမ့်မယ်ရှင်ပျော့ပျော့ဆူဆူနဲ့နေရာထိုင်ခင်းပြင်ဆင်ပေးကြတယ်ကျုပ်အိမ်ပြင်ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ဇပင်ကိုဆုပ်ဆွဲကင်ထားတဲ့ဆန္ဒကားနဲ့အတူတူ ရုံးကန်နေတဲ့လူငယ်လေးရဲ့ အိနီးနာခြင်းလို့ထင်ရတဲ့လူတချို့ရဲ့ကိုတွေ့ရတယ်။ကျုံလဲကျုံအတွက်ပြင်ဆင်ပေးထားတဲ့နေရာမှာထိုင်လိုက်ပြီးတော့အကျိုးအကြောင်းကိုမေးမြန်းကြည့်တယ်။ဒီအကြောင်းတွေကိုဆရာနားလည်အောင်အစကနေရှင်းပြရမယ်ဆိုရင် ပထမဆုံးသိဆုံးခဲ့ရတဲ့ကောင်လေးကနေစပြောရမှာပဲ။ပြီးခဲ့တဲ့လကဆိုရင်ကောင်လေးတစ်ယောက်ကစိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်ပြီးတော့တယောက်တည်းစကားတွေပြောနေတာပေါ့။အဲ့ဒီလိုဖြစ်ပြီး၃-၄ရက်လောက်ကြာတော့ အိမ်ကနေထွက်သွားပြီးနောက်နေမနေ့ကင်းရောက်မှပဲရွာပြင်လေကွင်းဆက်မှာအဲ့ဒီကောင်လေးရဲ့အလောင်းကိုတွေ့ရတာအဲ့ဒီကောင်လေးတည်ဆုံးမှုကတော်တော်ထူးဆန်းတယ်အလောင်းမှာဘာဒဏ်ရမှမတွေ့ရဘူးဒါပေမဲ့တကူလုံးကတော့သွေးမရှိတော့သလိုပဲဖြူစုံနေတာနောက်ထပ်ကောင်လေးနှစ်ယောက်ကလည်းပထမကောင်လေးနှစ်ယောက်လိုပဲစိတ်ဖောက်ပြန်ပြီးအိမ်ကနေပျောက်သွားတယ်ပြီးတော့အဲ့ဒီကောင်လေးလိုပဲတပုံစံနဲ့တည်နေခဲ့ကြတာ အခုကျမတို့မြေးမှလည်းအရင်ကောင်လေးတွေလိုပဲစိတ်နဲ့လူနဲ့မကက်ဖြစ်နေရှာပြီးတုံးရက်ရှိပြီးရှင်အိမ်ပြေမထွက်ဖို့ထိန်းထားနေပေမဲ့လည်းနောက်ဆုံးတော့အခုလိုစင်ပြေသွားတော့တာပါပဲဗျာအဖိုးဖြစ်သူကအဖြစ်အပျက်တွေကိုရှေ့လျားစွာရှင်းပြလာတယ်။ကျုံလဲအဖိုးကြီးပြောပြတာကိုသေချာနားထောင်နေတော့စနကကကျုံနားလျောက်လာတော့ကျုပ်တို့ကုသပေးရမယ်လူနာဖြစ်သူကောင်လေးကိုကျုံလှမ်းကြည့်လိုက်မိတယ်။ စနကဘယ်လိုလုံးလိုက်တယ်မသိဘူးအဲ့ဒီကောင်လေးကတော့အင်ရှိကွက်ပြက်ပေါ်မှာအိပ်ပျော်နေပြီလေဒါနဲ့စနကကဒါကဝေကောင်တကောင်ရဲ့လက်ချက်ပါအကိုကြီးအဲ့ဒီကဝေကသူ့ကျင့်စဉ်အောင်ဖို့အတွက်ယောက်ျားပြို9ယောက်နဲ့မိန်းမပြို4ယောက်ရဲ့သွေးတောက်ဖို့လိုအပ်တယ်လို့အခုလိုသူ့ရဲ့အစွမ်းနဲ့လူရည်ရဲ့စိတ်ကိုပြူစားခေါ်ဆောင်နေတာပါဒီကောင်လေးကတော့နိုးလာရင်လူကောင်းပကတိပြန်ဖြစ်သွားပါလိမ့်မယ် စနကကကျုပ်ကိုရှင်းပြပြောဆိုတယ်။အဲ့ဒီအချိန်မှာပဲဟာ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 ငါကျင့်စဉ်အတွက်အဖြစ်အစီးကောင်တွေတတိရှိရင်ရွာပြင်စရက်ကိုလာခဲ့ကြငါဆောင်နေမယ်ဟိအဲ့ဒီလိုကြောက်စရာကောင်းတဲ့အတန်တကြီးကို ကျဲလောင်စွာကြားလိုက်ရတယ်။အဲ့ဒီအတန်ကြီးကကြောက်တယောက်တည်းကြားရတာမဟုတ်ဘူး။တခြားလူတွေပါကြားရပုံရတယ်။ဘာဖြစ်လို့လဲဆိုတော့ဘေးနားကရက်နားထောင်နေကြတဲ့အိမ်ကြီးချင်းတွေအားလုံး အလန့်တကြားနဲ့သူ့အိမ်ကိုဝင်ကိုယ့်အိမ်သူဝင်နဲ့အကုန်ဝင်ပြေးကုန်ကြတော့တာလေအဲ့ဒီတန်ကြတဲ့အခါ စနကကစိန်ခေါ်တဲ့ဇရက်စီကိုကြက်ကိုသွားဖို့ပြောလာတယ်ကျုံလန်းအဖိုးကြီးအဖွားကြီးလင်မယားကိုမြေးဖြစ်တဲ့သူကအဲ့ရကနိုးလာတဲ့အခါမှာအကောင်းတိုင်းပြန်ဖြစ်သွားမှာဖြစ်လို့စိတ်ပူစရာမလိုတော့ကြောင်းကိုပြောပြီး ကျုံနဲ့ဆန္ဒကရွာပြင်စီရဲစီကိုထွက်ခဲလိုက်ကြတယ်။အချိန်ကလည်းတော်တော်မှောင်နေပြီ။လာရောင်အားကိုနဲ့ကျုံတို့လည်းဇရက်ကိုလှမ်းမြင်ရတဲ့နေရာကိုရောက်လာခဲ့တယ်။ဇရက်ကိုလှမ်းကြည့်လိုက်တော့ဖျောင်းနိုင်တွေကိုဇရက်ပတ်ချလဲထွန်းထားတာကြောင့်ဇရက်ကဖျောင်းတိုင်မီးလင်းရောင်နဲ့အမောင်ထဲမှာထင်းထင်းကြီးလင်းထိန်လို့နေတယ်။ဇရက်နားကိုရောက်တဲ့အခါမှာတော့အရက်ဆယ်ပေခန့်လောက်ရှိရဲ့လွန်စာကြီးမားတဲ့ခန္ဓာကိုယ်ရှိရဲ့ မဲမဲအကောင်ကြီးတကောင်ကလက်ထဲမှာအလွန်ကြီးမားတဲ့တူကြီးကိုကင်ပြီးတော့ကျုပ်တို့ရှိရာကိုပြေးလာတယ်။အဲ့ဒီခါဆန္ဒကလည်းကျုပ်ရှိခက်လန်းလန်းကိုထွက်လိုက်ပြီးရင်ကော့လက်ပိုက်ပြီးတော့အဲ့ဒီကောင်ကြီးလာကိုစောင့်နေတယ်။မဲမဲကောင်ကြီးကဆန္ဒကနားကိုရောက်တဲ့အခါမှာသူ့ရဲ့လက်ထဲကကြီးမားလာတဲ့တူကြီးနဲ့ထုတော်တာပဲ။ဆန္ဒကကလည်းမဲမဲကောင်ကြီးကိုဘာမှပြန်မလုပ်ဘဲအဲ့ဒီကောင်ကြီးထုတဲ့တူချက်တွေကို ပေခံနေတယ်ဗျာကျုံမှာစနကရဲ့အပြုအမူကြောင့်စိတ်ပူပန်သွားရတော့တာပေါ့ဒါပေမဲ့လည်းအကြောင်းတစ်ခုခုရှိလို့ဒီလိုလောက်တာဖြစ်လိမ့်မယ်လို့ပဲကျုပ်ဖြေတွေးလိုက်ပါတယ်စနကကိုတုန်နှထုတဲ့ကောင်ကြီးကသူ့လို့တမျှအချင်းဤဖြစ်နေတာကို တွေ့လိုက်တဲ့အခါမှာစနကကိုမမဲတော့ပဲကျုပ်ကိုလှမ်းကြည့်ရဲ့ဗျအဲ့ဒီနောက်စနကကိုမနိုင်မြဲသူစဉ်းစားမိသွားသလားမပြောတတ်ဘူး ဲ့ဒီကောင်ကြီးကစနကကိုဆက်ပြီးမတိုက်ခိုက်တော့ဘင်းနဲ့ကြောက်ရှိတာကိုလှမ်းလာတော့တာပဲအဲ့တော့မှပဲစနကကလည်းလက်နဲ့ဖက်နဲ့အဲ့ဒီကောင်ကြီးကိုဆွဲယူပြီးဇရက်စီကိုပြစ်ပေါက်လိုက်တော့တာပဲဗျာဝုန်းဆိုတဲ့အတန်ကိုသာကြားလိုက်ရပြီးအဲ့ဒီကောင်ကြီးကိုတော့မတွေ့ရတော့ဘူးစနကလည်းကြောက်လက်ကိုဆွဲပြီးဇရက်ပေါ်ကိုတက်လိုက်တော့တယ်ဇရက်ပေါ်ရောက်တဲ့အခါအယိုးကောင်သုံးခုကိုရှေ့မှာချပြီးထိုင်နေတဲ့ နှာခမ်းမွေးကားကားကြီးနဲ့အင်မတန်ဥပရိယုတ်ကောင်းတဲ့အသက်50ခန်းလောက်ရှိတဲ့လူကြီးတယောက်ကိုတွေ့ရတယ်။အဲ့ဒီလူကြီးကကျုပ်ပြင်ဆန္ဒကကိုပါမြင်ရပုံရတယ်။ဟာဟာဟာမင်းတို့ကငါ့ရဲ့အစီတဲ့ရောက်လာကြပြီ။ငါ့ကျင့်စဉ်လမ်းကြောင်းပေါ်ကအနောက်ရှက်ကောင်းတွေသေဖို့သာပြင်တော့လို့ဆိုပြီးသူ့လက်ထဲမှာကင်ထားတဲ့စိတ်ပရိကုံးကျိုးကိုဆွဲဖြတ်ပြီးတော့စိတ်ပရိစေတွေနဲ့ဆန္ဒကကိုတလုံးပြီးတလုံးပြစ်ပေါက်တော်တယ်။ဆန္ဒကကလည်း အဲ့ဒီလူကြီးပြစ်ပေါက်လိုက်တဲ့ပရီးလုံးတွေကိုတလုံးမကြံအကုန်လိုက်ဖမ်းယူပြီးအကုန်လုံးကိုဇရက်အောင်လှုပ်ပြစ်လိုက်တော့တာပဲဗျာပြီးတော့စနကကမောဆရာဆိုတဲ့လူကိုသေစာကြည့်ပြီးကဲမင်းဘလောက်ဆွမ်းလဲမင်းအဆွမ်းတွေထပ်ထုတ်လိုက်စမ်းသွေးဆုပ်ကောင်အပြောကြည့်တဲ့နှက်ဘလူးကောင်ငါရဲ့နှက်သက်ချွေးအင်းကိုမြည်ကြည့်စမ်းမောဆရာကြီးပြစ်ပေါက်လာတဲ့အင်းပြားက စနကခေါင်းပေါ်ကိုဝဲနေပြီးတော့မီးလောင်ကကျမ်းပြပေါ်ကို ပြုတ်ကျသွားတယ်။စနကကတဟားဟားအော်ကြီးပြီးနတ်သက်ချွေအင်းဆိုပါလားအတော်နံမဲပေးကောင်းတဲ့သွေးဆုပ်ကောင်းပဲ။ကဲမင်းလှဲ့ပြီးတော့ငါလှဲ့ပဲဆိုပြီးမော်ဆရာနာကိုတွားပြီးသူ့ရှေ့မှာချထားတဲ့အယိုးကောင်းတွေကိုတခုချင်းစီဖက်နောက်နဲ့လိုက်ပေါက်နေတော့တယ်။အယိုးကောင်းသုံးခုစလုံးကွဲကြည်သွားတဲ့အခါစနကကမော်ဆရာကိုကင်မြောက်ပြီး ဆရာအကို ကင်ပေါက်ချလိုက်တော့ဆရာရဲ့မြေမြေပေါ်မှာမှော်ဆရာလဲလူးလိန်ပြီးစူးစားထလာတော့သူ့ရဲ့ပါဇက်ထဲကတစုံတစ်ခုကိုထုတ်ယူဖို့စူးစားနေတော့စနကကဆရာပေါ်ကနေခုန်ဆင်းပြီးလက်သီးစုံနဲ့မှော်ဆရာရဲ့ဥကောင်ကိုထုတ်ချလိုက်တော့တာပေါ့စနကရဲ့လက်သီးစုံတန်းကြောင့်မှော်ဆရာလဲပါဇက်နှက်ခေါင်းနဲ့မျက်စိလိုစီကနေပြီးသွေးတွေလိမ့်ကြလာပါလေရော့ အဲ့နောက်မှာစနကကအားလုံးပြီးသွားပါပြီအကိုကြီးစနက तू သေးသွားပြီလားဒီမှာသေဆုံးသွားပြီငရဲမှာတဖန်ပြန်လဲမွေးဖွားနေပါပြီစနကရဲ့အဖြေစကားကြောင့်ကျုံလဲခေါင်းတငိမ့်ငိမ့်နဲ့ကျေနပ်နေမိတော့တာပဲအကိုကြီးလဲငပြောသေးအစွမ်းနဲ့အိတ်ဖို့မလိုမှန်းတူတူခီးဆက်ကြအောင်ဆိုစနကရဲ့ပြောစကားကမှန်နေတာမို့ ကျုပ်လဲမအိပ်ဖဲနဲ့ခီးထွက်လာခဲ့လိုက်တော့တယ်ဗျာဒီလိုနဲ့ခီးဆက်ထွက်ခဲ့ကြတော့ကိုရဲ့မြောက်နေမှာပဲထုံးတင်ငန်းဆက်ကလှူဒန်းထားတဲ့ဇေဒီဖွေးဖွေးဖြူဖြူလေးတစုကိုကျုပ်နဲ့မနီမဝေးနေရာလေးမှာလှမ်းပြီးတော့ဖူးတွေ့လိုက်ရတော့တာပဲအဲ့ဒီမှာအကိုကြီးအခုမြင်နေရတဲ့ဇေဒီလေးစီရောက်ရင် အခုလာခဲ့တဲ့ခီးစဉ်ပြီးဆုံးသွားပြီး အကိုကြီးရဲ့ဘဝခီးစဉ်စတင်တော့မယ်အခုလိုမျိုး စန္ဒကစီကထူးဆန်းတဲ့စကားတန်ကိုကြောက်ကြားလိုက်ရတော့တာပဲဗျာဟုတ်ကဲ့ပါရှင်အပိုင်းလေးကတော့ဒီနေရာမှာရင်ပြီးဆုံးသွားပါပြီကျန်တဲ့အပိုင်းများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့မှတ်ချက်လေးတွေနဲ့အတူအားပေးသွားကြပါဦးနော်ဂျေဆုတင်ပါတယ်ရှင်